ဒီပုံမြင်လေးကတော့ဆင်းရဲအမျိုးသမီးတယောက်ဖြစ်တဲ့စာသနာဆောင်ရဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူမကတော့အမျိုးသားဖြစ်သူကွယ်လွန်သွားခဲ့ပြီးရဲ့နောက်တားလေးနှစ်ယောက်ကိုကျွေးမွေးပြုစုပြုထောင်ပေးခဲ့ပါတယ်။တခြားသူရဲ့အင်းတွေမှာထမင်းဟင်းချက်ပြုတ်တဲ့အလုပ်လေးကိုသူမလိုက်လုပ်ပါတယ်။ဟဲ့စာသနာတရတရအလုပ်တွေအရန်အလုပ်တာပဲခဏလောက်လေအနားယူပါအောင်ဟဲ့။နှစ်ယောက်ကြောင့်မရှိရတဲ့နောက်နင့်တားလေးတွေအတွက်ပဲနေရှင်းတန်နေတော့မလား။ကိုဟောက်ကိုလည်းဂယူဆိုင်ပါအောင်ဟဲ့။ နင်းကိုနင်းဂယူးဆိုင်ဖို့ဆိုရင်တော့ဘယ်လိုလုပ်ကြမလဲနင်းကိုနင်းဂယူးဆိုင်ရမယ်ဒါမှနင်းရဲ့သားလေးတွေအတွက်လည်းဂယူးဆိုင်ပေးလို့ရမှာပေါ့ကျမရဲ့သားလေးတွေပညာတတ်တွေဖြစ်သွားတယ်ဆိုရင်ပဲကျမကတော့တော်ပြီဘာမှထပ်ပြီးရောမလို့ကျင်တော့ပါဘူးရှင်သာသနာကတော့သူ့ရဲ့သားလေးတွေကိုပညာသင်ပေးဖို့အတွက်အလို့တွေစူးစမ်းပန်းစားလုပ်ကိုင်းနေခဲ့ပါတယ်သူ့သားလေးတွေကိုပညာသင်ပေးနိုင်ဖို့အတွက်လူရီရဲ့အိမ်မှာအလို့တွေလိုက်လုပ်ပါတယ်တရားမှာတော့သူ့ရဲ့တတိမကသူ့ကိုပြောပါတယ်ဒါနဲ့သာသနာကြီး နေထမင်းဟင်းချက်တမကောင်းကောင်းတယောက်တည်လားထမင်းဟင်းချက်ကောင်းတဲ့တို့အိမ်မခေါ်ချင်လို့ပါနောက်ထပ်နှစ်ရက်လောက်နေလို့ရှင်တော့ငါမီလေးအတွက်ရှင်ပြုတ်ပွဲလုပ်ပေးမလို့လူအယောက်မရစားလောက်ထမင်းဟင်းချက်เสียရရှိတယ်ဒါအလောက်ထိအလောက်အကြီးကြီးလည်းမဟုတ်ပါဘူးကျမလုပ်ပေးလို့ရတယ်လေလူအယောက်မရစားကကိစ္စအသေးလေးတော့မဟုတ်ဘူးနင်လုံးနိုင်ပါမလားလုံးနိုင်ပါတယ်ရှင်အပြင်ကလူကိုပေးမဲ့အစားကျမကိုပေးပေါ့ကျမကိုဈေးလျှော့ပြီးပေးလဲရတယ်ကောင်းပြီလေဒါဆိုရင်တော့ဒီအလောက်ကိုနင်ပဲတာဝန်ယူပေးလိုက်တော့ ။သာသနာကလည်းလူအယောက်နဲ့ရစွာထမင်းဟင်းချက်ပြုတ်ပေးဖို့အတွက်အလို့ရရှိသွားခဲ့ပါရီ။သူကလည်းလူအယောက်နဲ့ရစွာထမင်းကိုတေးချချက်ပြုတ်ပေးခဲ့ပါရီ။အရင်နေ့မှာသူအလုံးလုံးခဲ့အတွက်ပတ်စံတွေအများကြီးရခဲ့ပါရီ။အခုနောက်ပိုင်းသူမကမင်္ဂလာဆောင်တွေနဲ့မွေးနေ့ပွဲတွေမှာလည်းထမင်းဟင်းလိုက်ချက်ပြုတ်ပေးပါရီ။ဒီလိုနဲ့ပဲနှစ်ပေါင်း20ကျော်ကုန်ဆုံးသွားပါရီ။သာသနာကလည်းအသက်အရွယ်ကြီးမြင့်လာခဲ့ပါပြီ။သူသားလေးတွေကလည်းပညာတတ်တွေဖြစ်သွားခဲ့ပြီးအလောက်ကန်ကောင်းကောင်းတစ်ခုလည်းရရှိသွားခဲ့ကြပါရီ။ တားလေးတွေအလောက်ကန်ကောင်းကောင်းရရှိလာခဲ့တဲ့အခါမှာအိမ်အကြီးကြီးနဲ့လည်းနေထိုင်နိုင်နေခဲ့ပါရီကျွန်တော်တို့ပတ်စံရှာနေပြီဆိုတော့အမေပတ်စံရှာမနေပါတော့နဲ့အမေအခုအချိန်ကစပြီးအေးအေးစိစိနေတော့အမေကိုအနာပေးခြင်းနဲ့ဆိုရင်တော့ငါတားလေးတွေလက်ထပ်လိုက်ကြတော့လေဒါမှလည်းအမေအိမ်အလုပ်တွေဘာတွေလုပ်စီရမလို့တော့မှအခုတအားပြင်ပန်းနေတားရရဲ့ချွေးမနှစ်ယောက်လုံးအိမ်ကိုရောက်လာတဲ့အခါကျရင်တော့အိမ်မကိစ္စတာဝန်တွေအားလုံးသူတို့ကိုပေးပြီးငါကိုယ်တိုင်အေးအေးချမ်းချမ်းနေပါမယ်လောင်းနေငယ်ကြမြင့်သွားခဲ့တဲ့အခါမှာညီကိုနှစ်ယောက်ကလည်းညီမနှစ်ယောက်ကိုရှာပြီးလက်ထပ်ခဲ့ကြပါရီ ဒါပေမဲ့ရခမဖြစ်တော့မသိရတခုကတော့သူရဲ့ထွေးမလေးတွေဘလောက်တောင်မှပြင်းရှိလို့နဲ့ဆိုတော့ပါပဲလက်ထပ်ပွဲအချိန်ခါမှာတော့အရာအားလုံးအဆင်ပြေနေပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ညီမနှစ်ယောက်လုံးကသူရဲ့ပုံစံအမှန်တွေကိုပြသလာခဲ့ကြပါရည်။ညီမနှစ်ယောက်လုံးမနက်9နာရီဆိုအိယာကထားကြပါရည်။သူတို့ယောက်ျားတွေအလုပ်ကိုသွားပြီးဆိုတော့လည်းသူတို့လည်းအိယာပေါ်မှာပြန်လှဲနေကြပါရည်။တရက်လုံးအနားပဲယူနေကြပြီးတကယ်ကောင်ကပြင်းမာရီပါ။ဟဲ့ဘလို့အနားကြီးလည်းမသိဘူးနော်။အနားကလည်းနန်းစောနေရပါပဲ။ အမှန်အတိုင်းပြောစမ်းနင်ဘယ်တော့ကရေချိုးထားတာလဲပြီးခဲ့တဲ့တပတ်တုန်းကပဲရေချိုးထားပါတယ်ဆိုနေမှာနင်ကလည်းအရန်ကိုပြင်းလို့နေနော်နင်ကိုနေလည်းပြန်ကြည့်ပါဦးနင်ရေမချိုးတာရောဘယ်နှရက်ရှိပြီလဲဟဲ့ငါရေမချိုးတာ၃လရက်ပဲရှိသေးတယ်နင်လိုမျိုးတပတ်ကြာတဲ့အထိရေမချိုးပဲနေရမှာမဟုတ်ဘူးငါလေရေတောင်မချိုးခြင်းဘူးအရန်ပြင်းနေသေးလားဘလို့မဆိုငါယောက်ျားကိုပြချင်တာနဲ့ငါလေရေချိုးခန်းနဲ့ဝင်ဝင်ပြနေရအမှန်တကယ်တော့ရေမချိုးဘူးရေချိုးခန်းထဲမှာတော့ထိုင်နေရအတူတူပဲဟဲ့မနေ့ကငါယောက်ျားကလည်းပြောနေဘယ်ကနေပြီးတော့အနမ်းထွက်နေရလဲတဲ့ ငါလည်းကြွတွေဘာတွေသေးနေရဖြစ်မှာပေါ့ဆိုပြီးပြောလိုက်တယ်လေဒါပေမဲ့အခန်းထဲမှာငါရေမချိုးလို့အနံ့နံနေရပဲဖြစ်ရမယ်ငါလည်းချက်ချင်းရေမွေထဆော့လိုက်တာပေါ့အဲ့ဒီတော့မှပဲအနံ့ပြောက်သွားတယ်ဒါနဲ့နောက်၃ရက်ဆိုလို့ရှင်တော့ငါတို့စိုးရင်ပူပန်စီရပဲနောက်၃ရက်ဘာဖြစ်လို့လဲဟဲ့ဘာဖြစ်ရမှာလဲအိမ်မှာဧည့်သည်တွေအများကြီးခေါ်ထားတယ်လေအစာတောက်တွေလည်းစစ်စင်ရအောင်မယ်ဟုတ်တယ်ဟုတ်တယ်သူလည်းအတူတူပဲသူကလည်းသူ့ရဲ့ဧည့်သည်တွေကိုခေါ်ထားသေးတယ်တဲ့ဒါလို့ထိလူတွေအများကြီးအတွက်ဘယ်သူကချက်ပြုတ်မှလဲပြော စဉ်းစားနေရတဲ့ခေါင်းတော်မူလာပြီးငါဆိုရင်သွေးတောင်ကျိုးနေပြီဟိငါတို့ကမိသားစုအတွက်လှုပ်ပေးရတာမှဒီလောက်ထိမောပန်းနေရလေသူတို့ကလူတွေအများကြီးအတွက်ချက်ပြုတ်ခိုင်းနေတယ်ညီမနှစ်ယောက်လုံးကအရန်ကိုပြင်းရင်လွန်ကြတဲ့အတွက်ထမင်းဟင်းတော်မချက်ပါဘူးဒီအချိန်မှာရောက်ကမဖြစ်သူကလည်းဖះเจ้าကနေပြန်လာခဲ့ပါတယ်ချွေမလေးတို့ရဲ့မျက်နှာကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့သူတို့ကမေးပါတယ်ဘာဖြစ်တာလဲချွေမလေးတို့ရဲ့ဘာဖြစ်လို့ဒီလောက်တောင်မှစိတ်ပြတ်ဝမ်းနေနေရလဲဒီအချိန်မှာကိစ္စတွေအားလုံးကိုပြောပြခဲ့ပါတယ် အမလီပါကိစ္စအတွက်တလောက်တောင်မှဝမ်းနေနေကြတာလေဒါကတော့ငါကိုယ်တိုင်လုံးလို့ရတဲ့အလုပ်ပဲလေခဏကလေးအချိန်ပေးရနဲ့လုံးလို့ပြီးသွားမှာဘာရီချက်ရမလဲဆိုတာကိုပဲငါကိုပြောပြလိုက်ဒီစကားကိုကြားခဲ့ရတဲ့ခါမှာညီမနှစ်ယောက်လုံးတယောက်မျက်နှာတယောက်ကြည့်နေခဲ့ကြပါတယ်ချွေးမလေးတွေကချက်ချင်းသဘောပေါက်နားလည်သွားခဲ့ပါတယ်တို့ရောက်ခမကရောတာလုံးနဲ့အတွက်ကြောင့်မလို့သူတို့တေးချာအမြတ်ထုတ်လို့ရနေပါတယ်နှစ်ယောက်လုံးကလည်းပြောလိုက်ပါတယ်အမေရေ လူအယောက်40 50လောက်လာကြမှာအလောက်တို့ရေအများကြီးအတွက်အမေလောက်ရောလုံးနိုင်ပါမလား လုံနိုင်ပါတယ်ရတယ်ဒါဆိုရင်တော့ငါတို့တနည်းချင်းတွေကိုတခါရဲခေါ်လိုက်မယ်ဆိုရင်ဘလို့လဲငါတို့ဘက်ကနေပြီးတော့လေပါတီပွဲပေးပြီးသားဖြစ်သွားတာပေါ့အမေခမင်းဟင်းချက်လက်စားနဲ့အလုံးတော်ချက်ပေးလိုက်နော်ဘလို့လဲအမေရေရတယ်မလားအေးပေါ်အေးပေါ်ရတယ်ရတယ်ရပါတယ်အမေကတကယ်အရန်ကိုကောင်းတာပဲဒါနဲ့အမေကျမလေးမနဲ့ထဲကခါရီတာနာနေရယ်အဲဒါကြောင့်ကျမခဏလေးအနာတော့ယူလို့ရလိုက်ဒါပေမဲ့အခုနေပကန်ဆေးရမယ့်အလဲမဟုတ်ဘူးလားရပါတယ်သူခါနာနေတယ်ဆိုရင်တော့နင်းဆေးလိုက်ပေါ့ ကျမပကံဆေးပေးလို့ရပါတယ်မိရဲ့ဒါပေမဲ့မနက်ထဲကလက်ကောက်ဝဲအရန်လာနေလို့ဆေးတောင်လိမ့်ထားသေးရဲ့ဒါတော့မှဘာမှထူးမလာဘူးလေဒီအချိန်မှာကျမပကံဆေးမယ်ဆိုရင်တော့လက်ပေါ်နာသွားလိမ့်မယ်ထားလိုက်တော့ထားလိုက်တော့ငါပဲပကံဆေးလိုက်တော့မယ်နင်တို့အနာသွဲယူလိုက်ကြတော့ခဏနေကြရင်နင်တို့တော့ဖို့တော့ကော်ဖီတစ်ခါရေးဖြော်လာခဲ့မယ်အရန်ကိုပြင်းနေတဲ့ဆွေးမလေးတွေကအလုံးမလုံးပဲဖုန်းထိုင်ကြည့်နေကြပါသေးတယ် အခုညီမနှစ်ယောက်လုံးကတော့ရခမောဖြစ်သူကိုအတိခိုင်းနေကြပါပြီအကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုပဲပြီးအလောက်တွေကိုစတိုက်ခိုင်းစေခဲ့ရပါဒီလိုနဲ့ပဲနောက်နေရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကဲကျော်ဒီပတ်ဆက်ယူထားလိုက်ပြီးရင်ဈေးသွားဈေးသွားပြီးလိုအပ်တဲ့ဟင်းသီးဟင်းဝတ်တွေပြည့်စည်ရတစ်ခါတည်းဝယ်ခဲ့မရက်ကအိမ်မှာပါတီရှိတယ်ဆိုတော့ပတ်ဆက်လိုအပ်လိမ့်မယ်ဟုတ်ကဲ့ပါရှင်စိတ်ပူမနေပါနဲ့ကျမအရာအလုံးအဆင်ပြေသွားအောင်လို့လုပ်တတ်ပါတယ်ပြောဆိုပြီးနောက်ညီကိုနှစ်ယောက်လုံးအလုံးလုံးဖို့အတွက်ယုံကိုထွက်ခွာသွားခဲ့ကြပါတယ်ချွေးမလေးတွေကရခမကိုလာပြောပါတယ်အမေဈေးသွားမှာလား ကျွန်မဇေမိုရဲ့တပူအမေရဲ့မကောင်းတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ပြည့်စည်ပြီးဝယ်လာခဲ့မိရင်တော့ဒုက္ခပဲ။အေးပါအေးပါဒါဆိုရင်တော့ငါကိုယ်တိုင်ပဲဝယ်လာခဲ့လိုက်ကြမယ်။ဒီလိုနဲ့ရောက်ခမဖြစ်သူကပဲနေပူကျဲရဲကြီးမှာပြည့်စည်တွေကိုတော့ဝယ်ရပါတယ်။အခုမှပဲပြောစရာကောင်းသွားတော့တယ်။နောက်ထပ်နှစ်နာရီသုံးနာရီကြာတဲ့အထိအမေကပြန်လာမှာမဟုတ်ဘူး။အခုငါအေးအေးစစေးတီဗီထိုင်ကြည့်လို့ရပြီ။ဒီနေ့ငါတို့ကြည့်နေရွှေရှင်ဇလန်တွေကောင်းကန်ရောက်နေပြီနော်။ဟုတ်လားဒါဆိုရင်ငါတို့အတူတူသွားကြည့်မယ်။ ရခမဖြစ်သူကတော့နေပူနေတဲ့အချိန်ဈေးတွေသွားပြီးဈေးတွေကိုဝယ်နေခဲ့ပါတယ်။နှစ်နာရီလောက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့လေးလံနေတဲ့အိတ်ကြီးတွေကိုဆွဲကင်ပြီးအင်ကိုပြန်လာခဲ့ပါတယ်။အင်ကိုရောက်လာတဲ့တကားပေါ်ဒီနေခဲ့တဲ့အချိန်ချွေးမလေးတွေကတော့ဘေးရုံနဲ့အကြွားတကားထောက်မဖွင့်ပေးကြပါဘူး။နင်းသွားလေဟာ။နေအမြန်ဆုံးသွားပြီးတော့တကားသူဖွင့်ပေးလိုက်အောင်။အမေပြန်လာပြီနဲ့တူတယ်။မသွားချင်ပါဘူး။အမပဲသွားပါမသွားချင်ဘူးနော်။အခုနောက်တော့ကပီဇာသမားလာတော့ကကြတော့တကားကိုအမြန်သွားဖွင့်တယ်နော်။အေးဟုတ်တယ်လေ။ အဲ့တော့ဘာဖြစ်လို့လဲကျမတယောက်ခဲစားရမှာမဟုတ်တာအမလည်းကျမနဲ့အတူတူစားရပဲမဟုတ်ဘူးလားနေလဲစားထမင်းကိုဘယ်သူမှမချက်ချင်လို့ကျမတို့ပီဇာမှာစားကြတာလေဒီလိုနဲ့ပြင်းရင်လည်းချွေးမလေးတွေကလည်းတကားသဖွင့်ပေးကြပါလေအမေအမေပါလားကျမတို့ဘိုင်အောင်နေရနဲ့တကားအမြန်လာမဖွင့်ပေးနိုင်ခဲ့တာအမေဘိုင်အောင်နေရဲဆိုရင်စိတ်မတော့ရသေးဘူးလားစိတ်တော့ထားပါရဲ့အမေပမန်းစောနဲ့ရခမဖြစ်တော့အိမ်ထဲဝင်လာခဲ့ပါလေဘာချက်ထားလဲဘိုင်တော်လေးစနေပြီကျမတို့ဘိုင်အောင်နေရလို့ပြောတယ်မလားအမေအဲ့ဒါကြောင့်ဘာမှမချက်ထားဘူး အခုချိန်ထိမတက်တာသေးဘူးအမေရဲ့အဲ့ဒါကြောင့်အမေတခုခုချက်လိုက်တော့နော်အခုခဏလေးအနားယူလိုက်မယ်လေဒီလိုနဲ့စားတော့ပြီးချွေးမလေးတွေကတော့အခန်းထဲမှာတော့အိမ်နေကြပါရည်အရင်နေ့မှာတနာစီရကောင်းတဲ့ရောက်ခမခမရအငက်ပဲနေခဲ့ရပါရည်နောက်နေ့ကပါတီပွဲနေဖြစ်ပြီးချွေးမလေးတွေကမိတ်ကပ်ပြင်ဆင်ရင်အဝတ်စားယူနေကြပါရည်ရောက်ခမဖြစ်တော့တယောက်ထဲထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးရပါရည်အမေပြီးတော့ပြီးဆိုရင်တော့မဟုတ်အချို့လေးပါလေးလေးလောက်ထားအောင်နော် အမိန်မောက်အချို့သုံးလေးမျိုးလောက်ကြားလိုက်အဲ့ဒီအချိန်အတွင်းကျမတို့သွားပြင်ဆင်လာရုံပဲရခမဖြစ်တော့ကမိဖို့ကန်နေမှာချွေတလုံးလုံးနဲ့အနှုတ်လုံးနေရပါတယ်တဖက်မှာတော့ငါတို့ကိုကကိုပြင်ဆင်နေရရင်တော့အချိန်တွေအများကြီးကုန်သွားလိမ့်မယ်ပြင်ဆင်ရကြီးမိတ်ကဆီယာမောက်ကိုခေါ်ပြီးရောအိမ်မှာပြင်ဆင်ခိုင်းလိုက်မယ်လေနှစ်ယောက်လုံးကမိတ်ကဆီယာမောက်ကိုခေါ်ပြီးရောပြင်ဆင်ခိုင်းကြပါရီခဏကြာမှတော့ဧည့်သည်တွေရောက်လာခဲ့ပါရီရခမဖြစ်သူကိုရိုင်းကပဲထမင်းဟင်တွေပြင်ဆင်ပေးပါရီကျမတို့လည်းအကူအညီပေးခြင်းပါတယ်အမေရဲ့ဒါပေမဲ့မိတ်ကတွေပြတ်သွားမှဆိုလို့ရပါတယ် နေတို့တငယ်ချင်းတွေကိုဖိတ်ထားရင်မလားစကားတော့ပြောနှစ်တော့နေတို့စာဖို့တော့တခုခုယူခဲ့ပေးမယ်ပြောပြီးနောက်မှာတော့ရကမဖြစ်သူကလည်းချမင်းတွေတော့ထည့်ပေးပါရီနေရကမကတကယ်ကောင်းတာပဲအလုပ်တွေအားလုံးလုပ်ပေးရလားအမလီငါတို့ကိုရိုင်ကသူ့ကိုအလုပ်ကိုခိုင်းချက်လို့မဟုတ်ဘူးဆိုလို့ရှင်တော့တားရီရှာစွာကိုအေးစိတ်ထိုင်စားနေမှာလေငါရရဲ့ကုန်ကြစရိတ်ကများပါတယ်ဆိုနေမှာသူ့အတွက်ပါငါတို့ကကုန်ကြစရိတ်တွေခံပေးနေရအောင်မလားဒီစကားတွေအားလုံးကိုရကမဖြစ်သူလည်းကြားတော့ခဲ့ပါရီအေးချွေးမလေးတို့ရင်နင်တို့ပြောတာမှန်တော့လဲမှန်ပါရီ ငါရဲ့ကုံကြစီကအရင်များနေမှာပေါ့ဒါပေမဲ့တခုပြပြလိုက်အောင်မဲအရင်တုန်းကဆိုရင်တော့ငါသူများကြီးမှာထမင်းဟင်းလိုက်ချက်ပေးလို့ရှင်တော့ပတ်စံယူတယ်နင်တို့ငါ့ကိုအလုပ်တွေခိုင်းနေတာဘာပတ်စံတပြားတစ်ချက်ပေးခဲ့ဘူးလဲအခုချက်ထားတဲ့လူ90 60စာအတွက်လဲပတ်စံကကောက်ခံရမယ်နေ့စဉ်နေတိုင်းလှုပ်ပေးနေတဲ့အလုပ်တွေအတွက်လဲနင်တို့ငါ့ကိုပတ်စံပေးရမယ်နင်တို့ပြင်းလုံးလုံးအလုပ်တွေအကုန်လုံးငါတယောက်တည်းလုပ်နေရတာငါရဲ့ကျမ်းမာရဲ့အချိန်ကြီးဆိုရွားနေရကိုတော့မှငါလှုပ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာသူ့ကျမ်းမာရဲ့အချိန်ကြီးက အတော်လေးဆိုးရွားနေရဖြစ်တဲ့အတွက်ကြောင့်မလို့မေးလဲကြားသွားခဲ့ပါရည်ရက်ပေါင်းများစွာအလုပ်တွေပြပြမမှန်အလုပ်ခဲ့ရလို့အားနေနေရပါဒီချိန်ဆရာဝန်ကကျောင်းညီမနှစ်ယောက်ကိုတွေ့သွားပါရည်ဒါဆိုရင်တို့နှစ်ယောက်ကသူ့ရဲ့ချွေးမလေးလားဒါပေါ့လေနေလို့နှစ်ယောက်ကသူ့ရဲ့ချွေးမလေးဖြစ်နေလို့လေသူ့ရဲ့အခြေအနေတလောက်ထိဆိုးသွားတာဘာပြောချင်တာလဲဆရာပါလေသူတို့နှစ်ယောက်ကကျွန်တော်ရဲ့အိမ်ကြီးချင်းတွေလက်မထက်ခင်တော့ကကျွန်တော်တို့အိမ်နာမှာသူတို့မိသားစုနေရတကယ်ကိုပြင်းနေကပြင်းမာရလေတပတ်တစ်ခါတော့ရေချိုးကြတာမဟုတ်ဘူး တူတူပါအလုံးမမလုပ်ပဲနဲ့ခမရတို့အမေကပဲအလုံးလုံးနေရလို့အခုလိုအခြေအနေဆိုးသွားတာပေါ့ဒါဆိုရင်ငါတို့အမေအခုလိုအခြေအနေဆိုးသွားတာနင်တို့နှစ်ယောက်ကြောင့်မို့အခုချက်ချင်းငါ့အိမ်ကနေထွက်သွားလိုက်တော့နင်တို့လိုပြင်းတဲ့မိန်းမတွေကိုငါတို့မလို့ချင်းဘူးမလို့ပါနဲ့ရှင်ကျမတို့ခွင့်လပ်ပါဒီနေ့အစပြီးရောကျမတို့မပြင်းရေးတော့ပါဘူးတူတူနှစ်ယောက်စလုံးကလည်းဘလောက်တောင်မှရွှဲသွားလဲဆိုတာသဘောပေါက်သွားခဲ့ကြပါရဲ့နောက်တော့ရခမဖြစ်သူကိုတောင်းပန်ခဲ့ကြပါရဲ့ရခမကသဘောကောင်းလို့နဲ့အတွက်ကြောင့်မလို့ခွင့်လပ်ပေးခဲ့ပါရဲ့နောက်တော့တို့တို့နှစ်ယောက်လည်းမပြင်းကြီးရောပဲအလုပ်တွေကိုခွဲဝေပြီးလုပ်ကိုင်ခဲ့ကြပါရဲ့